ငလင်းတန်ကြောင့်ဧပြီလ10ရက်ညနေ6:00နာရီအထိတည်ဆောင်းသူဥယေ3645ဦးတရားရရှိသူ9018ဦးနဲ့ပျောက်ဆုံးသူ148ဦးရှိတယ်လို့သိရပါတယ်ဧပြီလ10ရက်မှာရရှိထားတဲ့အစည်းအဝေးအရမန္တလေးငလင်ကြီးကျောင်းတည်ဆုံသူ3645ဦးတရားရရှိသူ9018ဦးပျောက်ဆုံးသူ148ဦးရှိကြောင်းနဲ့ကုညီကေစိအနေနဲ့နိုင်ငံပေါင်း20ကကုညီကေစိအင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပစ္စည်းတွေပေးပို့လျက်ရှိကြောင်းဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါရယ် ဒီနေ့ညနေ6:00နာရီအထိငလင်ဘေးတံကြောင့်သေဆုံးသူစုစုပေါင်း3645ဦးဖြစ်ပါတယ်။ထဏရရသူစုစုပေါင်း9038ဦးဖြစ်ပါတယ်။ပျောက်ဆုံးနေသူ148ဦးရှိပါတယ်။သေဆုံးတံရရပျောက်ဆုံးမှုတွေအတွက်နိုင်ငံတော်အစိုးရအနေနဲ့မိသားစုတွေနဲ့အတူဝမ်းနည်းကြေကွဲရကြောင်းပြောကြားလိုပါတယ်။နိုင်ငံတကာကကုညီထောက်ပံ့မှုတွေရရှိမှုအနေနဲ့ဒီနေ့အထိနိုင်ငံ20ကလေရင်68ခေါက်ကားအစင်းရေ60ဆင်း တင်းမောနဲ့ငါးကောက်ရောက်ရှိခဲ့ပါတယ်။ကယ်ဆင်းဝင်နဲ့1938ဦးရောက်ရှိခဲ့ပြီးထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတန်ချိန်1304တန်ကျော်၊ကယ်ဆင်းပစ္စည်းတန်ချိန်930ကျော်ရောက်ရှိခဲ့ပါတယ်လို့၎င်းကပြောပါတယ်။မြန်မာနိုင်ငံကိုကုညီကယ်ဆင်းရေးအဖွဲ့ဆင်လွတ်တာပြည်စည်းတွေနဲ့ထောက်ပံ့ခြင်းဆောင်ရွက်တဲ့နိုင်ငံတွေဟာတရုတ်၊ရုရှား၊တရုတ်၊ဟောင်ကောင်၊အိန္ဒိယ၊ထိုင်း၊စင်ကာပူ၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ UAE ၊လာအို၊ဘယ်လာရုစ် အင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပေါပါကစ္စတန်တူရကီအမေရိကန်သီရီလင်ကဟောင်ကောင်စတဲ့နိုင်ငံပေါင်း20ကကုညီကေစင်မှုတွေထောက်ပံ့ပြည်စီပို့ဆောင်ပေးမှုတွေဆောင်ရွက်ခဲ့ကြောင်း၎င်းကပြောပါရယ် မလ28ရက်ဒေတာစံတော်ချိန်မိုးလွယ်12:52မိနစ်3ည20စက္ကန့်အချိန်မှာမန္တလေးမြို့ရဲ့အရှေ့မြောက်ဘက်20ကီလိုမီတာခန့်အကွာမှာ AR Richter scale 9.9အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားခဲ့ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသအခြေတို့မှာငလင်ဘေးတံကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအများပြားဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။